ဟုတ်ကဲ့အားလုံးမင်္ဂလာပါဗျာကျွန်တော်ဒီစက်တီချိန်မှာအနိကမှုဆိုင်လေးပေါ့နော်အနိကမှုဆိုင်ကျွန်တော်ဒဲတကွက်ကိုပြချင်ပါတယ်အဲ့ဒီဒဲတကွက်နဲ့ကျွန်တော်တို့နောက်ထပ်သုံးကက်မှုပေါ့နော်သုံးကက်မှုဒီလိုမျိုးဒီလိုသုံးလုံးပေါင်းခြင်းသုံးလုံးပေါင်းခြင်းတက်ကက်ပေါ့နော်ဒီသုံးလုံးပေါင်းခြင်းသုံးလုံးပေါင်းခြင်းတက်ကက်ဒီသုံးလုံးပေါင်းခြင်းသုံးလုံးပေါင်းခြင်းတက်ကက်ဆိုအဲ့ဒီမူကလည်းကျွန်တော်တို့ဒါဆယ်ခွဲဆိုင်မှုအဲ့ဒီမူကလည်းကျွန်တော်တို့ဒါနှစ်ပင်ရပြီးပြီးသွားပြီပေါ့နော်နောက်တစ်ပင်ကျွန်တော်တို့ဆိုက်ပြီးမလားပေါ့ဆယ်ခွဲမှုဆိုက်ဆက်ရှိပါ အဲ့ဒီဆယ်ကွက်မူရကျွန်တော်တို့ဒီတဲကွက်မူရကျွန်တော်အားလုံးတင်ဆက်ပေးမှာဖြစ်ပါတယ်เนาะကျွန်တော်ချင်းမြေတွေအားလုံးပဲကျွန်တော်တို့ဒီစရိတ်ချိန်မှာအောင်မြင်ပါသလိုကျွန်တော်ရေးလေးဆူတောင်းပေးပါတယ်ကျွန်တော်တို့ပုံမှန်တိုင်းဆိုကျွန်တော်တို့အောင်မြင်နေတာဗောနော်တဲ့ကျွန်တော်တို့ပေါင်းနေဥပချင်းလာပြီဒီပဲဒီနှစ်မှာတော့ကျွန်တော်ဒီစရိတ်ချိန်အထိဗောနော်ကျွန်တော်တို့ဒါတဲ့တော့မပေါ့ဗောနော်ပက်လေအချိန်တော့ကျွန်တော်တို့အောင်မြင်ခဲ့ပြီဗောနော်ကျွန်တော်တို့ဒါ3 3 3ตรงคุณคุณมาเราก็คุณตรงคุณไปได้ป่ะเนาะโอเคมาเดี๋ยวเราชิมเมย์สวยได้แล้วอารมณ์อติป่ะเนาะเราก็ ဒီဘက်မှာတော့ကျွန်တော်တို့ဒီကျွန်တော်ပြချင်တဲ့ site လေးကဘယ်လိုလာလဲဆိုရင်ဒီနှလုံးမောင်းခြင်း10ပေါ့နော်နှလုံးမောင်းခြင်း9နှလုံးမောင်းခြင်း10သူကဒီလိုဖြစ်စင်တယ်သူကချပြည်ရနော်ဒီလို10ဖြစ်ပြီးတော့သူကနောက်တွဲ9လို့သူကကစားတာနော်ဒီလို9လို့ဖြစ်ပြီးနောက်တွဲ9လို့သူကထပ်ကစားတယ်ဒီလို10လို့သူကစီနီယာလိုက်ကစားပြီးတော့သူကနောက်တွဲ9နောက်တွဲ9နောက်တွဲ9ဆိုပြီးတော့3ချက်ထက်ရိုက်တာဒါဒါသူ့ရဲ့ထူးခြားတဲ့ဖြစ်စင်ပေါ့နော်ဒီ9ကိုကျွန်တော်တော့တည်ပြီးကစားမှာပြီးတော့ နော်ကျွန်တော်ဒီမှာဆိုရင်ကျွန်တော်ဒါနောက်တွဲ9ပေါ့နော်ကိုရဲ့တပင်အောင်ပါနောက်တွဲ9ကိုရဲ့တပင်အောင်ပါသူကနောက်တွဲ6နော်ကိုဒီကိုရဲ့တပင်အောင်ပါသူကနောက်တွဲ9ဆိုတော့သူရိုက်တာသူကဖြစ်စင်နေတာတော်တော်လေးကိုနေဆက်ဆက်ပေးသွားတာပေါ့နော်ကျွန်တော်ဒီကိုဖြစ်စင်မှာကျွန်တော်ပြန်ကြည့်မှာဒီကိုကိုကျွန်တော်တို့ကဒီနောက်တွဲ9တည်းဒီရှည်တွဲ4နဲ့ကိုကိုလို့သူကပြန်ဖြစ်ကြတာပေါ့နော်ဒီနောက်လေးကိုကိုလေဒီနောက်လေး6နဲ့ရှိလေး3နဲ့ကိုကိုလိုပြန်ဖြေတာလား နော်ဒီနောက်တွဲကိုလည်းကျွန်တော်တို့ကဒီနောက်တွဲခွန်နဲ့ကျွန်တော်တို့ရှေ့တွဲနှစ်နဲ့ကိုရှေ့ကောင်းကြီးနှစ်ပေါ့နော်ရှေ့တွဲနှစ်နဲ့ကိုကျွန်တော်တို့ကိုလိုပြန်ကစားတာလားကိုသုံးချက်ပေါ့နော်ပြန်ဖြည့်ထားတာအဲ့ဒီဖြစ်စကျွန်တော်ဒါကြည့်တာပေါ့နော်ကျွန်တော်ကြည့်လိုက်တော့ရှေ့တွဲလေးကျွန်တော်တို့ဒီမှာနှစ်ထိပ်စီနဲ့ရှေ့တွဲလေးသုံးထိပ်စီနဲ့ရှေ့တွဲသုံးဒီလိုပဲမှဆိုကျွန်တော်တို့ကဒါလေးတိတ်စီနဲ့ကျွန်တော်တို့ရှိတဲ့ နှစ်ဖြာဖြစ်မှာပေါ့နော်ရှစ်လနှစ်ဖြစ်မှာဘာကြောင့်လဲဆိုတော့ကျွန်တော်တို့ဒီမှာနှစ်ထိပ်သုံးထိပ်ခြေထိပ်ဒီနှစ်ထိပ်ကိုလည်းသူကဒီသုံးလုံးမောင်ကြီးခွန်လို့သူကထောက်ပြီးမှာနှစ်ထိပ်လို့ထည့်ပါလားနော်ဒီသုံးထိပ်ကိုလည်းသူကဒီသုံးလုံးမောင်ကြီးကိုလို့ထောက်ပြီးမှာသုံးထိပ်ကိုသူကထည့်နော်ဒီလေးထိပ်ကြတော့လေသူကဒီသုံးလုံးမောင်ကြီးတက်လို့သူကထည့်ပြီးတော့မှာလေးထိပ်ထည့်ခွန်2ပွင့်လို့ကိုကို2ပွင့်လို့တက်ပါနော် ူကအဲ့လိုထည့်ပြီးသွားမှာကျွန်တော်ကဒီဒီလေးထိတ်ကိုသူကကစားသွားတာပေါ့နော်ဟုတ်ကဲ့ပါပြီးကျွန်တော်တို့ကဒီလေးထိတ်လေကျွန်တော်တို့ဒီရှစ်ခါနော်လေးထိတ်ရှစ်ခါဆိုကျွန်တော်တို့ဒီနောက်ပိတ်ရယ်ကိုသူကတခါတည်းချုပ်သွားမယ်စိုက်ပေါ့နော်အဲ့ဒီချုပ်စိုက်လာရှိပါတယ်နော်သူကဘလို့ဖမ်းသွားလဲဆိုရင်ကျွန်တော်ပြตัวทีนလုံးกองเงิน30เนี่ยที่ตรงลงกองเงิน30เนี่ยตัวตုံญาเลยอ่ะเนาะไอ้ตုံญาตัวตုံญาเนี่ยพอ5 သူကဒီသုံးလုံးပေါင်းကြီးငါလို့ပြန်ဖြစ်လာဟင်ဒီနှလုံးပေါင်းကြီးငါနဲ့ကျွန်တော်ဒီသုံးလုံးပေါင်းကြီးငါနဲ့သူကတုံညလို့ရိုက်ပြီးတော့တုံညရဲ့ပါပါငါကိုသူကဒီသုံးလုံးပေါင်းကြီးငါဆိုတော့နော်သူကပြန်ကစားတော့တာထိတ်ကစားတော့တာနော်ဒီနှလုံးပေါင်းကြီးတစ်ဆင်နဲ့ဒီသုံးလုံးပေါင်းကြီးတစ်ဆင်ကိုတုံညာအဲ့ဒီတုံညာကိုဒီသုံးလုံးပေါင်းကြီးငားဆိုပြီးကျွန်တော်တို့ကခွန်ပိတ်နှစ်ထည့်ဆိုတော့ခွာကူထည့်ပါတော့နော် ီနှလုံးပေါင်းကြီး9နဲ့ဒီသုံးလုံးပေါင်းကြီး9နဲ့3ညအဲ့3ညကိုကျွန်တော်339ဆိုပြီးဆိုတော့9နဲ့3ညရဲ့ပေါင်း9နဲ့ကျွန်တော်6ဘိတ်ကိုသူကထည့်သွားနော်ဒါဆိုရင်ကျွန်တော်တို့ကဒီနှလုံးပေါင်းကြီး1နဲ့1နဲ့ဒီဒီသုံးလုံးပေါင်းကြီး2နဲ့1နဲ့2နဲ့ပေါင်းကြီး3နဲ့3ရဲ့ပေါင်းကိုသူက8လို့ထည့်သွား3ရဲ့ပေါင်းကို8လို့ထည့်မှာဆိုတော့ကျွန်တော်တို့ကဒီသုံးလုံးပေါင်းကြီးဒီသုံးလုံးပေါင်းကြီးက8ဖြစ်ရအောင်3ရဲ့4ရဲ့ဖြစ်သွားတယ်3ရဲ့4ရဲ့ဖြစ်သွားတယ်ကျွန်တော်တို့က9ဖြစ်သွားတယ်ပေါ့နော် ခွန်ဖြစ်သွားတယ်ဆိုတော့ကျွန်တော်တို့ကတစ်ပိတ်ထည့်ပြီးမှလာသူကရှစ်လို့ဖြစ်မှာပေါ့နော်ဒီသုံးလုံးပေါင်းရင်ရှစ်လို့ဖြစ်မှာသုံးရင်ပေါင်းတာရှစ်လို့ဖြစ်မှာဒီနှလုံးပေါင်းရင်တင့်တယ်ဒီသုံးလုံးပေါင်းရင်နှစ်နဲ့ဟုတ်သုံးအဲ့ဒီသုံးဒီသုံးလုံးပေါင်းရင်ရှစ်သုံးပေါင်းတာရှစ်လို့ပြောထည့်တာနော်ဥမာလာဒီကက်သုံးကက်ကသူကဖြစ်စင်တာတူတာပေါ့နော်ဘလို့တူလဲဆိုရင်ဒီမှာနှစ်ထည့်သုံးထည့်လေးထည့်ဒီမှာနှစ်ခါသူကနှစ်ပွင့်လျှော့လိုက်တယ်သုံးညခါနှစ်ပွင့်လျှော့လိုက်တယ်တော့ရှစ်ခါနော် ဒီမှာခွန်ပဲ2.9ပဲ2.7ပဲနော်ဒီ7တက်နော်ဒီမှာတက်ပဲဒီမှာ2ပဲဒီမှာ3ပဲကျွန်တော်ဒါ7တက်ကကျွန်တော်ဒါကြီးလေလေကျွန်တော်ထိုးတင်နေခဏမှာနော်ကျွန်တော်လုံးဝထိုးတင်နေခဏ7တက်တက်လုံးဝမအားနဲ့ခနော်တက်လုံးဝမအားနဲ့နော်ကျွန်တော်ချင်မဆွေး7တက်ကိုကျွန်တော်တို့ဒါအလုံးအားထိုးရမှာပေါ့နော်တဲပဲထိုးပါတော့ကျွန်တော်ပြောချင်ပါတယ် အားလုံးလည်းကြံ့နေတတ်မယ်လို့ထင်ပါတယ်နော်ကျွန်တော်တို့ဒီ debt တစ်ခွက်ပဲကစားရှင်ရရပါနော်ဒါမှမဟုတ်ကျွန်တော်ဆယ်ခွက် site ဟိုကျွန်တော်အားကြံ့နေတဲ့ message ရှိရင်ကျွန်တော်ပြပေးမှာပေါ့နော်လို့ပြပြီမလဲဆိုတော့ဒီ၃လုံးပေါင်းချင်းက၃ပေါ့နော်၃ဒီ၃လုံးပေါင်းချင်းကကျွန်တော်6 36ဒီ၃လုံးပေါင်းချင်းက9 36ဟမ်ဒီ၃လုံးပေါင်းချင်းက ဒီခါသုံးလုံးမောင်းခြင်းကသူညဒီသုံးလုံးမောင်းခြင်းကလေးနော်သူကရှိရဲကိုရှိရဲကိုနောက်တွဲသုံးနော်ရှိရဲကိုနောက်တွဲသုံးရှိရဲရှိနောက်တွဲနှစ်နောက်တွဲလေးပါနော် sorry ဒီမှာသုံးပွင့်တို့လေးရှိတပွင့်ဥပွင့်ဆိုရှိပါနော်ဒါဆိုရင်ကျွန်တော်တို့ကရှိရဲခွန်ပြရအောင်နော်ခွန်ပြရမယ်ဆိုတော့ကျွန်တော်တို့က ဒီမှာရှည်ရွှေခွန်ဖျက်မှာကျွန်တော်ဒီမှာတက်ချီဒါရှည်ရွှေ6ပေါ့နော်ဒီမှာဆိုရင်ကျွန်တော်တို့ကရှည်ရွှေခွန်ရှည်ရွှေခွန်နောက်တွဲ9ပေါ့နော်ကျွန်တော်တို့ခွန်9ဖြစ်စင်တယ်ကျွန်တော်တို့ဒါကစားအောင်နော်ဒါ9 3ဖြစ်စင်တယ်ဒီကစားတယ်ပရမတ်ကတ်မှာရှစ်လေးဖြစ်စင်တယ်ကစားတယ်နောက်တစ်ကတ်မှာကျွန်တော်တို့ခွန်9ဖြစ်စင်တယ်ကျွန်တော်တို့ဒါနှစ်ဖြစ်ချင်းကိုကျွန်တော်တို့ဒါကစားအောင်ပေါ့နော်ဟိုကနှစ်ဖြစ်ချင်းကိုကစားအောင်ပေါ့နော် ဒီဒီလုံးပေါင်းချင်းကကျွန်တော်တို့ဒါ5ဖြစ်ဒီဒီ6လုံးပေါင်းချင်းကကျွန်တော်တို့ဒါ10ဖြစ်ဒီ6လုံးပေါင်းချင်းကကျွန်တော်တို့ဒါ9ဖြစ်မှာလို့ကျွန်တော်တို့ရှိတယ်ပါ3ည6 6ရဲ6ပေါ့နော်ဒီမှာ10ဖြစ်တာဆိုတော့ကျွန်တော်ဒီ3လုံးပေါင်းချင်းဒီ4လုံးပေါင်းချင်း10ဖြစ်တာဆိုတော့ကျွန်တော်က6ထည့်ပေးအဲ့ဒါမှ9ဖြစ်မှာဆိုတော့နော်နောက်တဲ့4လုံးပေါင်းချင်းကကျွန်တော်တို့6ဖြစ်တဲ့အတွက်ကျွန်တော်9ဖြစ်မှာဆိုတော့နောက်တွဲက9ဖြစ်မှာဖြစ်ပါတယ်နော် နောက်တော့ကိုဖြစ်မှာဖြစ်ပါတယ်နောက်တော့ကိုဆိုတော့ဒါဆို36ဆိုရင်နောက်တော့ကိုလို3ပေါ့နော်ကျွန်တော်တို့1ဆိုရင်နောက်တော့4ပေါ့နော်နောက်တော့နော်1 4ဆိုရင်ကျွန်တော်တို့ငါးပေါ့နော်ဒါ7 7ပေါ့နော်ကျွန်တော်ချင်းမဲ့ဒီမှာ3ဆိုရင်ကျွန်တော်တို့ဒီမှာ3ရှိလဲ6နောက်တော့ကိုကိုဆိုတော့ကျွန်တော်တို့ဒီမှာ6ပေါ့နော်ဒီမှာ4ဆိုရင်ကျွန်တော်တို့ဒီမှာ1ဒီမှာ9ပေါ့နော်ဒီမှာ9ဆိုရင်ကျွန်တော်တို့ဒီမှာ1 ဒီမှာ10ပေါ့နော်ဒီမှာ6လည်းကျွန်တော်တို့ဒီမှာ3ညဒီမှာ9ပေါ့နော်ဒီမှာ9လည်းဒီမှာကျွန်တော်တို့9ဒီမှာ3ညပေါ့နော်ဒီမှာ10ဆိုရင်ကျွန်တော်တို့ဒီမှာ10ဒီမှာ10ပေါ့နော်ဒါတော့ဒီမှာ9ဆိုရင်ကျွန်တော်တို့ကဒီမှာ9ဒီမှာ2ပေါ့နော်နော်ကျွန်တော်ဒါဒီ10ဆယ်ခွဲကို10ဆယ်ခွဲကိုကြိုက်မှလာကျွန်တော်တို့ဒါကစားပါပေါ့နော်ဒါတူတူဒီကပ်ပေါ့နော်ဒီ3ကပ်ဒီ3လုံးပေါင်းခြင်း သုံးဒီသုံးလုံးပေါင်းခြင်း6ဒီနှလုံးပေါင်းခြင်းက9ပေါ့နော်ဒီသုံးလုံးပေါင်းခြင်း6ဒီသုံးလုံးပေါင်းခြင်း9ဒီနှလုံးပေါင်းခြင်းက3ပေါ့နော်အဲ့မှာနှစ်ဖြစ်ခြင်းဆိုတော့သာသာပဲရိုက်ပါနှစ်နှစ်ခွန်တဲ့အောင်ပါပေါ့နော်ဒီမှာသုံးလုံးညာ9မှာလည်းကျွန်တော်တို့8လေးနှစ်ဖြစ်ခြင်းတော့ကျွန်တော်သုံးလုံးညာ9တက်စက်ကွန်းဆိုင်မှာတကွအောင်ပါဒီပြင်လိုက်မယ်ကျွန်တော်တို့စက်ပေးပြန်လို့ခွန်အားပေါင်းခြင်းနှစ်နှစ်ဖြစ်မယ်ဆိုရင်ကျွန်တော်တို့ကဒီ server side မှာ data ကွက် data ကွက်ချပေးမှာဖြစ်ပါတယ်เนาะအားလုံးပဲကျွန်တော်ချင်းမရှိသေးတယ်ကျွန်တော်ဒီ set ချိန်ပါ ကန်ဟုံးသားပါလေလို့ကျွန်တော်ရေးလေးရတယ်ဆိုဆူတောင်းလိုက်ပါတယ်။အားလုံးပဲ screen shot လေးရိုက်တာပေါ့နော်။ကြိုင်ပါလားထိုးပါကျွန်တော်၄၈၁ကတော့ပြည့်တယ်ဟုတ်။ကောင်းလေးတွင်ပါနော်။ကိုလည်းပါ